မင်္ဂလာပါမြစ်ချနာသတင်းချန်ရဲ့အပတ်စဉ် TV အစီအစဉ်ကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်ဒီအစီအစဉ်မှာကချင်ပြည်နယ်အတွင်းကသတင်းနဲ့သတင်းဆောင်ပါတွေပြင်ဒိုင်းနာလူမျိုးစုတွေရဲ့အတန်တွေကိုစူးစီးတင်ဆက်ပေးမှာဖြစ်ပါတယ်ဖကတ်မြုံနယ်ဝါရာစုကြီးရွာအတွင်းကတောတောင်တွေနဲ့ထွက်ပြေးတိမ်းချောင်နေတဲ့ဒေရခံပြည်သူတွေမိုးကတဲတောက်သုံးရီအခက်ခဲတွေနဲ့ရင်ဆိုင်နေရပါတယ်မြစ်ချနာမြစ်ဆုံတန်ဖဲလမ်းပေါ်ရှိဆယ်မိုင်ကြီးရွာအထက်တန်းကျောင်းမှာစစ်ကောင်စီတပ်သားတွေဝင်ရောက်တပ်ဆွဲတာ လမ်းမပေါ်ထွက်ပြီးငွေကြေးကောက်ခံနေပါတယ်။ဘူတောင်မြို့နယ်ထရမ်ဒမ်ကျေးရွာအုပ်စုအတွင်းမှာရှိတဲ့ကျေးရွာတွေကရွှေလုတ်ကွက်တွေပြန်လဲတူးဖော်နေတဲ့အကြောင်းကိုလည်းတင်ဆက်ပေးမှာဖြစ်ပါတယ်။ဖကမြုံနယ်ဝရဆုပ်ကျေးရွာအတွင်းကတော်တောင်တွေရဲထွက်ပြေးတိမ်းချောင်နေတဲ့ဒေသခံပြည်သူတွေမိုးကတဲ့တောက်တုံးကြီးအခက်ခဲတွေနဲ့ရင်ဆိုင်နေရပါတယ် စစ်ရဲအခြေအနေတွေကြောင့်မတ်လဆန်ပန်းကစပြီးတင်းဆောင်လာတဲ့ဒေသခံပြည်သူတွေဟာကာလကြာမြင့်လာတာနဲ့အမျှအစာအထောက်အထွက်စိုးရင်လာရတဲ့အပြင်တောက်သုံးရေကိုလည်းတတ်နိုင်တဲ့နည်းနဲ့သုံးစွဲနေရတယ်လို့ဒေသခံတူကပြောပါတယ်။ကလေးအစလူကြီးတွေအစုံအားလုံးကတော့တော်ရဲမှာပဲပေါ့နော်။လောလောဆယ်ခတ်တာတော့နေရာထိုင်ခင်းတဲ့မိုးကဟိုတောက်ရရတော့ဖြစ်နိုင်တယ်လို့တွင်းနေတူးရတာပေါ့။မတက်ရင်လည်းအဲ့ဒီအတိုင်းပဲတောက်နေရလို့ပြောကြတယ်။တောက်သုံးရေလည်းအရင်တော့ခတ်နေတယ်။ ဒါအပြင်လူဦးရေစုစုပေါင်းတထောင်ကျော်လောက်ရှိတဲ့ဝရဇုပ်ကျေးရွာကဒေသခံပြည်သူတွေဟာတောတောင်တွေထဲနေရာခွဲပြီးနေရတဲ့အခြေအနေဖြစ်ပါတယ်။ဘိုးကနေနေနေပေမဲ့လေတိုက်မိုးရောင်ရင်တော့အကုန်လွင့်ပြီးတော့အဆင်မပြေဘူးဟုတ်တယ်။ဒီအသက်ရှင်ကြီးလောလောဆယ်ဘလို့မှမတက်နိုင်လို့ဒီလိုနေနေကြတဲ့အခြေအနေပေါ့နော်။ထပ်ပြေးသိမ်းရှောင်နေသူတွေထက်ကအသက်ကြီးပိုင်းအမျိုးသမီးနှုတ်ဟာလည်းထပ်ပြေးသိမ်းရှောင်နေချိန်အတော်အတွင်းတောထဲမှာပဲအသက်ဆုံးရှုံးတာတွေရှိခဲ့တယ်လို့လည်းထပ်မံသိရှိရပါတယ်။ လက်ရှိအချိန်ဝရဇုပ်ဂျေဝါအတွင်းကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ဝရဇုပ်ပြည်သူစစ်တို့နှစ်ဖက်သက်အနီးကပ်နေရာယူစောင့်ကြည့်နေတဲ့အခြေအနေတွေကြောင့်ဒေသခံတွေဟာရွာအတွင်းပြန်လည်နေထိုင်ဖို့စိုးရိမ်နေကြတယ်လို့လည်းသိရပါဗျ။ပြီးခဲ့တဲ့ဖေဖော်ဝါရီ16ရက်နေ့မွန်လွယ်ပိုင်း3နိုင်ဝင်းကျင်လောက်မှာဝရဇုပ်ဂျေဝါအတွင်းတိုက်ပွဲဖြစ်ပွားတာမရှိဘဲစစ်ကောင်စီတပ်ကနေ Jet Fighter တစ်စင်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အသက်29နှစ်အရွယ်ကိုလပြဘရောင်မိုက်ဆိုသူထိမှန်တေဆုံးခဲ့ရပြီး နေအိမ်တစ်လုံးမိလောင်သွားတဲ့အပြင်နေအိမ်နှလုံးကတော့ထိခိုက်ပျက်စီးသွားတဲ့ဖြစ်စဉ်တွေရှိခဲ့ပါတယ်။အဲဒီလိုလေရင်နဲ့ဘုံကျဲတိုက်ခိုက်တာတွေရှိလာတဲ့ကြောင်းဒေသခံပြည်သူအများစုဟာဆိုရင်ကမတ်လ3ပိုင်းလောက်ကစပြီးထွက်ပြေးတိမ်းရှောင်တာတွေပြုလုပ်လာကြတာအခုဆိုရင်တောတောင်တွေထဲရှောင်တိမ်းနေကြတာတလားလောက်ရှိလာပြီလည်းဖြစ်ပါတယ်။ဒါအပြင်မတ်လ14ရက်နေ့ကလည်းပြည်သူစစ်တပ်ဖွဲ့တွေဟာဝရဇုပ်ဂျေဝါထိတ်အနီးကနမ်ဆိုင်ရက်ွက်ရှိနေအိမ်၁၀လုံးကျော်ကိုလည်းမြေရှုပ်ဖျက်ဆီးခဲ့တယ်လို့ ဒေရခန္နန်နီဆတ်သူရဲ့ပြောပြချက်အရာသိရပါဗျ။မြစ်နာမြစ်ဆုံတံဖဲလမ်းပေါ်ရှိတဲ့နောင်နန်းတိုက်နယ်အတွင်းကဆေးမိုင်ကြီးရွာအထက်တန်းကျောင်းမှာစစ်ကောင်စီတပ်သားတချို့ဝင်ရောက်နေထိုင်က လမ်းမပေါ်ထွက်ပြီးငွေကြေးကောက်ခံနေတယ်လို့ဒေသခံတွေကပြောပါရယ် အဲ့ဒီစစ်သားတွေဟာမတ်လ20ရက်နေ့ကဝင်ရောက်လာခဲ့ကြတာဖြစ်ပြီးလက်ရှိအချိန်မှာစစ်သား3-4ယောက်လောက်လက်မပေါ်ချက်ပြီးဖြတ်တန်းသွားလာတဲ့ကုန်တင်ကားတွေကိုတားဆီးပြီးငွေကြေးကောက်ခံတာတွေနေတိုင်းပြုလုပ်နေတယ်လို့ဒေသခံပြည်သူတို့ကပြောပါတယ်။ဒါအပြင်အထက်ပါဒေသခံရဲ့ပြပြချက်အရကျောင်းဝတ်တွင်စစ်ကောင်စီတပ်သားစေဝဝန်ကျင်လောက်ရှိနိုင်တယ်လို့လည်းပြောပါတယ်။ဖြတ်တန်းသွားလာတဲ့ကုန်တင်ကားတစ်စီးကို ချက်၃တာဝန်းကျင်ခောက်ခံနေတယ်လို့ကြားသိရတယ်လို့လည်းဆိုပါရယ်ပြီးခဲ့တဲ့2024ခုနှစ်ဇွန်လလအတွင်းကလည်းစစ်ကောင်စီတပ်သားတွေစီမံကျေးရွာအတွင်းကအထက်တန်းကျောင်းကတလီဖျားကျောင်းဝင်နေချက်လက်စေပိခါအပြင်ဒေါ်ဘုံစုတောင်းတောင်းသွားလန်ရက်ကွယ်ငါဘက်ကလူမရှိတဲ့နေအိမ်တွေမှာဝင်ရောက်နေထိုင်ခဲ့ပါရယ် ဒါအပြင်ဇူလိုင်လနောက်ပိုင်းကစားပြီးစေမိုင်းချေးရွာအတွင်းစစ်ကောင်စီတပ်သားတွေမကြာခဏဆိုသလိုတွာလာလှုပ်ရှားမှုရှိခဲ့တယ်လို့လည်းသိရှိရပါတယ်။မြချင်းနာပူတော်လမ်းပိုင်းကလည်းလူလက်ရတဲ့တပ်စခန်းတွေကိုပြန်လည်သိမ်းပိုင်မယ်လို့2024ခုနှစ်စက်တင်ဘာလကုန်ပိုင်းကတည်င်းတွေစတင်ထုတ်ပေါ်လာတဲ့နောက်ပိုင်းကစားပြီးလက်ရှိအချိန်အထိမြချင်းနာမစ်ဆုံလမ်းပတ်စစ်ကောင်စီတပ်သားတွေလှုပ်ရှားတွာလာတာတွေမကြာခဏဆိုသလိုရှိနေဆဲဖြစ်တယ်လို့သိရှိရပါတယ်။ ၂၀၂၄ခုနှစ်မတ်လဒုတိယပတ်လောက်ကစတင်တိုက်ခိုက်ခဲ့တဲ့စမ်ဘရာဘုမချေဆိုင်ခလာရ၄၆ပြူဟာကုန်းကိုစစ်ကောင်စီဘက်ကကုန်းလန်းကနေစစ်ကိုရာဖြစ်တင်တာရီတာမကလေချောင်းနေပါပြစ်ကိုမှုကြကနေမေလ၅ရက်နေ့မနက်ပိုင်း၄နာရီကျော်လောက်မှာကချင်လူလက်ရဲတမရော KIA ကနေတင်ပိုင်နိုင်တာပါတရားစုကျေးရွာအတွင်းမှာရှိတဲ့စစ်ကောင်စီတပ်စခန်း၃ခုကိုလည်း KIA ဘက်က၂၀၂၄ခုနှစ်အောက်တိုဘာ၂ရက်နေ့မှာအပြေးသိမ်းပိုက်ချနိုင်တဲ့အခြေအနေလေးဖြစ်ပါတယ် စစ်ကောင်စီဟာအပြစ်ရက်ကြီးညာပြီးမြေပြင်အပြင်လေချောင်းကနေပါတိုက်ခိုက်နေတာကြောင့်ကြီးညာချက်ကိုသူတို့ကိုယ်တိုင်လိုက်နာတာမရှိဘူးလို့ကချင်လွတ်လပ်ရေးအဖွဲ့အစည်း KNO KNA တည်င်းနဲ့ပြန်ကြိုင်းတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးကပြောပါရယ်မရင်ဘေးတန်ကြောင့်ကုညီကဲဆေးရေးနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုလှုပ်ဆောင်ဖို့ဆိုပြီးစစ်ကောင်စီရဲ့ကာကွယ်ရေးဦးစီးချုပ်ယုံကဧပြီလ၂ရက်နေ့ကနေဧပြီလ၂၂ရက်နေ့အထိယာယီပြစ်ခတ်တိုက်ခိုက်မှုရက်စဲရေးကာလဆိုပြီးထုတ်ပြန်ခဲ့ပါရယ် အဲ့ဒီလိုထုတ်ပြန်ပြီးတဲ့နောက်ဧပြီလ3ရက်နေ့မနေ့ပိုင်းမှာပဲဝိုင်းမော်ဝရှောင်းလမ်းပေါ်ကလမြောင်ကျေးဝါဘက်ကိုစစ်ကောင်စီကလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်တဲ့အပြင်အောက်အင်းတော်ကြီးဘက်မှာလည်းလေကြောင်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ KIO ကဆိုပါတယ်။ဒါအပြင်ဗမာမျိုးဘက်မှာလည်းတိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေဆက်ဖြစ်ပြီးစစ်ကောင်စီကအပြစ်ခတ်ရဆဲရေးကြေညာပြီးနောက်မြန်မာနိုင်ငံတဝမ်းလေကြောင်းတိုက်ခိုက်တာမြေပြင်ထိုးစစ်ဆင်တာလက်နက်ကြီးပစ်ခတ်တာတွေကတော့မရတတ်ဘူးလို့ဆိုပါတယ်။

စစ်ကောင်စီကအပြည့်အကြောင်းထုတ်ပြန်ပြီးနိုင်ရီပိုင်းအကြာ KIO ကလည်းဧပြီလ၂ရက်နေ့ကနေဧပြီလ၂၂ရက်နေ့အထိအပြည့်အကြောင်းကြေညာခဲ့ပြီးအပြည့်ရသဘောတူညီမှုတွေကိုစစ်ကောင်စီကိုယ်တိုင်လိုက်နာဖို့ထုတ်ပြန်ထားတာဖြစ်ပါတယ်။ဒါပေမဲ့စစ်ကောင်စီရဲ့တိုက်ခိုက်မှုတွေကရပ်တန့်တာမရှိဘူးလို့ KIO ကဆိုပါတယ်။လုံခြုံရေးတရားဥပဒေစိုးမိုးရေးတာဝန်ထမ်းဆောင်နေတဲ့တပ်ဖွဲ့ဝင်တွေရဲ့တပ်စခန်းတွေနဲ့ ဌာနချုပ်တွေကိုတိုက်ခိုက်တာအင်အားစုဆောင်းတာပြင်ဆင်စုဖွဲ့တာနဲ့နေမြေချဲ့ထွင်တာတွေမပြုလုပ်ဖို့နဲ့ဆောင်ရွက်လာရင်လိုအပ်တဲ့တုံ့ပြန်မှုတွေဆောင်ရွက်သွားမယ်လို့စစ်ကောင်စီကထုတ်ပြန်ခဲ့တာပါထုတ်ပြန်ထားတဲ့အချက်လက်တွေကိုစစ်ကောင်စီကိုယ်တိုင်နဲ့တိုက်ပွဲဆင်နွှဲသူတွေအားလုံးလိုက်နာဖို့လိုအပ်ပြီးပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုရေရှည်လုပ်ရမယ်လို့လဲ KIO ဒုတိယဗိုလ်ချုပ်ကြီးကွန်မော်ကလူမှုကွန်ရက်ဆာမျက်နှာကနေမှတ်ချက်ပေးရေးသားထားပါတယ်။ စ်ကောင်စီကတလကိုပြည်သူတရားနှုံးကိုတက်ဖြတ်နေတယ်ဆိုတာနိုင်ငံရေးအကျဉ်းသားများအကူအညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့အစည်းအဝေးအသိရှိရပါတယ်။စစ်ကောင်စီနဲ့လက်အောက်ခံတွေရဲ့လက်ချက်ကြောင့်2025ခုနှစ်ဇန်နဝါရီလကနေမတ်လကုန်အထိလူပေါင်း309ယောက်တည်ဆုံခဲ့တယ်လို့နိုင်ငံရေးအကျဉ်းသားများအကူအညီစောင့်ရှောက်ရေးအသင်း AAPP ကထုတ်ပြန်ကြားတဲ့အချက်အလက်တွေအရတည်ရောက်ပါတယ်။ AAPP ရဲ့ထုတ်ပြန်ချက်အရဇန်နဝါရီလချိန်မှာ စစ်ကောင်စီကြောင့်ပြည်သူပေါင်း133ယောက်တေဆုံးခဲ့ပြီးအဲ့ဒီထဲက81ယောက်ဟာလေကြောင်းတိုက်ခိုက်မှုကြောင့်ဖြစ်တယ်လို့ဆိုပါတယ်ဖေဖော်ဝါရီလမှာလည်းလူပေါင်း106ယောက်ဟာစစ်ကောင်စီကြောင့်တေဆုံးခဲ့ပြီးအဲ့ဒီထဲက88ယောက်ဟာလေကြောင်းတိုက်ခိုက်မှုကြောင့်ဖြစ်တယ်လို့ ABP ကဖော်ပြထားပါတယ်ဒါပြင်မတ်လမှာတော့လူပေါင်း90သေဆုံးခဲ့ပြီးအဲ့ဒီအခြေက55ယောက်ဟာလေကြောင်းတိုက်ခိုက်မှုကြောင့်ဖြစ်တယ်လို့သိရပါတယ် ါကြောင့်စစ်ကောင်စီဟာတလကိုပြမြအလူပေါင်း100ကျော်နှုန်းတပ်ဖြတ်နေတာဖြစ်တယ်လို့အဲ့ဒီခြေက60ရာခိုင်နှုန်းကျော်ဟာလေကြောင်းတိုက်ခိုက်မှုကြောင့်တည်ဆုံနေတာလေးဖြစ်ပါတယ် ABP ရဲ့စီးရင်တွေအရ2023ခုနှစ် February လကနေ2025ခုနှစ် April လစပိုင်းအထိစစ်ကောင်စီနဲ့လက်အောက်ခံတွေတပ်ဖြတ်တာကြောင့်တေဆုံတူရီချင်းမှာအတီးပြုတ်နိုင်သူက6500နီးပါးနဲ့အတီးမပြုတ်နိုင်သေးတဲ့သူက3300နီးပါးရှိနေပါတယ်။ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညနေရေယုံအချာရဲ့မရှလကုံထုတ်ပြန်တဲ့စီရင်အရာမြန်မာနိုင်ငံကလူပေါင်း3.5တန်းဟာတိုက်ပွဲတွေကြောင့်အိုးအိမ်ဆုံးခွာနေရတယ်လို့မရှလ28ရက်နေ့ကလုတ်သွားတဲ့အင်အားပြင်းကလေးကြောင့်လူပေါင်း18တန်းလောက်ထိခိုက်ခံစားရမှုရှိနိုင်မယ်လို့သိရပါတယ်။ ပူတောင်မြို့နယ်ထရန်ဒမ်ကျေးရွာအုပ်စုအတွင်းမှာရှိတဲ့ကျေးရွာတွေကရွှေလုတ်ကွက်တွေပြန်လည်တူးဖော်နေတဲ့အကြောင်းကိုလည်းတင်ဆက်ပေးမှာဖြစ်ပါတယ်။ရွှေလုတ်ကွက်တွေကိုလွန်ခဲ့တဲ့မတ်လအတွင်းကခေတ္တရနာထားပြီးမဲ့ဧပြီလကစပြီးပြန်လည်တူးဖော်ဖို့လုပ်နေပြီလို့ဒေတာခန်တွေကပြောပါတယ်။အခုချိန်မှာအဲ့ဒီကျေးရွာတွေရှိနေအိမ်ခြံဝန်းတွေချောင်းတလျှောက်နဲ့ဆယ်မြောင်းတွေသာမကလယ်တွေအားလုံးနှိပါးကိုလည်းလုပ်ငန်းရှင်တွေဟာရွှေတူးဖော်လိုက်ကြပြီဖြစ်တာကြောင့် ေဝါလုံးပြက်စီးနေပြီလို့ဥတော်ဒေတာခန်တူကပြောပါတယ်။ခါစင်ဘီမတ်ညောင်ရနာစတဲ့ညောင်ကိုမြေစုနေပါနဲ့။ဧကကိုစာလိုပါရမစဘီ။ဧတခုကိုရနာဧကကဲလို့ဆလာမတုံကိုတဲ့ရှန်တဲ့ဝခလမ်ဖေရှိကိုသူတို့ရမျိုးရှိယောင်ခလမုန်တန်မန်ခအဲကြောင့်တဲ့ခခုံးညိုခတန်မတ်ရံကိုခေါနာကိုမြစ်စနေကဲလို့မနေကြရငါ နမ်ခမ်ချေဝါကဒေတာခန်လူကြီးတချို့အနေနဲ့မနစ်ကလည်းပူတော်ခရိုင်အဆင့်ထိရွှေတူးဖော်မှုတွေနဲ့ပတ်သက်ပြီးအချိန်ချင်းတိုင်ကြားစာတွေပို့ပေမဲ့အခုချိန်ထိအရေးယူဆောင်ရွက်ပေးတာမရှိဘူးလို့သိရပါဗျ။ထရမ်ဒမ်ချေဝါအုပ်စုအတွင်းရှိနမ်ခမ်နဲ့နမ်စဘုံချေဝါဒေတာခန်ရဲ့လေအေကထောင်ချီမှာစပားဆိုင်ပြိုနိုင်ဖို့အတွက်တိဆောက်ထားတဲ့ဆယ်မြောင်းရေလွဲဆယ်နဲ့ရေကာတန်းတွေကိုရွှေတူးဖော်ဖို့ဖြက်စီးလိုက်ကြပြီလို့လည်းပူတော်ဒေတာခန်ရပြောပါဗျ။ ฉันเนี่ยงานโอเปจันมามาไก่มาใส่ลีไก่สิเทนก็ใส่เอเดคุณไปเลยยาดูคำมลิขาคันมุงเดคุณนะ ไก่กะโลว่าการงานลุงนี่โชลุงโชนาง ไว้กับปนี่เทไปลูลูคราก็โลว่าการงนจ้ะเอ้ก็ก็ไก่โลมันใส่โลเลยก็คิงคุณนาวิเศษเนมันไหนขาดอย่างนั้นบ่มันตุงก็เด่ก็ก็เขาหน้าโลที่เกิดสิ่งนี่เลยนะ အဲ့ဒီဆယ်မြောင်းနှစ်ခု ရေလွဲဆယ်၄ခုနဲ့ရေကာတာနှစ်ခုတို့ကို USDP နဲ့ NLD အစိုးရကာလတွေမှာနိုင်ငံတော်အစိုးရဘတ်ဂျက်နဲ့စက်သိန်းပေါင်းတထောင်ကျော်ဝန်းကျင်အကုန်ကျခံတည်ဆောက်ထားတာဖြစ်တယ်လို့သိရပါဗျ။ကျေးရွာအုပ်စုအတွင်းရှိချောင်းတလျှောက်နဲ့ရွာအနက်မှာဒေသခံလုပ်ငန်းရှင်တွေအောက်ပိုင်းကတက်လာတဲ့လုပ်ငန်းရှင်တွေတရုတ် လုပ်ငန်းရှင်တွေစစ်ကောင်စီနဲ့ပြည်သူ့စစ်အဖွဲ့အစိုးရဌာနတွေနဲ့ဆောက်လုပ်ရေးဌာနတွေပေါင်းပြီး ဆက်ရရကြီးတွေအတုံးပြူကရွှေတူးဖော်နေကြတာဖြစ်ပါတယ်။အဲ့ဒီရွှေလုံငန်းရှင်တွေဟာရွာသွင်းကချောင်းနဲ့အိမ်ခြံဝန်းတွေစိုက်ပျိုးမြေလေကွက်တွေပါမကြံရွှေတူးထားတာဖြစ်တာကြောင့်အခုချိန်မှာဒေသခံတွေဟာတောက်တုံးရဲ့အခက်ခဲရင်ဆိုင်နေကြရပါတယ်။အဲခါချက်တမ်ကားတွေပါကလည်းငါ 对对，那国高就切哇，就搞电话给我。就把我只要我搞个咪吐吐，我见到服装个，就把我只要个，在在些衣服上我卡，你怕你用吐用土，国高用的些卡，那你发，还你我发的，不让你我不让我带，你有佫多东西卡，我是个业主我用的，我一定些卡不了，我那接纳能？ ကြပြင်းအင်းချမ်းမြေနေရာတွေကလွယ်ပြီးချောင်းလဲကွင်းစိုက်ပျိုးမြေနေရာအစရှိတဲ့နေရာတော်တော်များများရွှေချင်းတွေကိုမြေပြာမဖို့ပဲထားခဲ့တာကြောင့်ကျွဲနွားတရိဆန်တွေလည်းကျင်းထဲမှာခဏဆိုလိုလိုပြုတ်ကျတာတွေရှိရလို့လည်းသိရပါဗါးအာနာသိမ့်ပြီးနောက်ပိုင်းခြေဝါအတွင်ငါမွေးမြေကန်တီဆောက်ရေးစီမံကိန်းကောင်းစင်တပ်ပြီးဝင်ရောက်လာခဲ့တဲ့ရွှေတူးဖော်မှုကြောင့်တေဝါလုံးပျက်စီးနေရပြီဖြစ်တယ်လို့လည်းဆိုပါရယ်အစကတော့ရွာသားတွေနဲ့အတူငါမွေးဖို့ကန်30လောက်တူးပြီးရွှေတူးယူနေတာကြောင့် ငါတေချာမမွေးနိုင်ပဲဒီအတိုင်းရနာထားရကနေပြည်내ကောင်စီအစိုးရစီဒေသဆန်ဖူလုံရေးအတွက်လေကွင်းတွေမှာရေတွယ်ဖို့ရေလန်းကြောင်တက်ရမယ်ဆိုတဲ့ခေါင်းစဉ်ပြောင်းပြီးချောင်းတလျှောက်ရွှေပြန်တူးခဲ့တာလို့ဒေသခဏရရှင်းပြပါဗျ။ရွှေတူးဖို့မြင်နေရတွေလောက်ွက်တွေကိုရွှေထွက်နှုံပေါ်မူတည်ပြီးတင်းရကြီးပိုင်းကနေတင်းထောင်ကနန်းအထိပေးကရောင်းဝယ်ပြီးရွှေတူးဖော်နေရလို့ကြားသိရပါဗျ။လုံငန်းရှင်တွေဟာပူတော်ဒေသရှိဖြူဟာမူခရိုင်မူမြို့နယ်မူ ရဲမှုနဲ့ပြည်သူ့စစ်အဖွဲ့တွေအားလုံးကိုလဆင်ပေးဆောင်ရတဲ့အခွန်ကစက်သိန်း130ရှိပြီးဘဟုတစီအတွက်လည်းလဆင်ဆောင်ရတဲ့အခွန်ကစက်သိန်း130အနည်းဆုံးရှိတယ်လို့သိရပါဗျ။အဲ့ဒီကျေးရွာအုပ်စုအတွင်းကရွှေလောက်ွက်တွေမှာရွှေသူဖွဲ့ရဲ့အတွင်းအုံပြူတဲ့ဘဟုအစီရေစုစုပေါင်း80ဝန်းကျင်လောက်ရှိတယ်လို့လည်းသိရပါဗျ။ဒါ့အပြင်ဖောက်မာကျေးရွာမှာလည်းရွှေသူဖို့အတွက် လုပ်ငန်းရှင်တွေဟာမြေနေရာတွေကိုတင်းရာကြီးပိုင်းပေးပြီးလိုက်လံဝယ်ယူကာဖောက်မှချောင်းတစ်လျှောက်အပါအဝင်ရွာအတွင်းကရွှေထွက်တဲ့နေရာတွေမှာရွှေတူးဖို့ပြင်ဆင်နေကြပြီလို့လည်းသိရပါဗျ။ရွှေလောက်ကကြောင့်ပူတော်ဒေတာရှိတဘာဝပဝင်းကျင်တဲ့တယံဇာတ်တွေမပျက်စီးသွားရလေအောင်ရွှေတူးဖော်တာတွေကိုထိန်းချုပ်ဖို့လိုအပ်ကြောင်းနဲ့ဒေတာခန်တွေအားလုံးမိမိဒေတာကိုတန်ဖိုးထားကာကွယ်ဖို့လိုအပ်နေပြီဖြစ်ကြောင်းပူတော်ဒေတာခန်တွေကဆိုပါဗျ။ မြစ်ချနာသတင်းချန်ရဲ့ TV အစီအစဉ်ကိုအပတ်စဉ်ကြာတာပတင်းနေ့မနက်၈နာရီတိုင်းမှာတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်မြစ်ချနာသတင်းချန်ရဲ့ Facebook, YouTube, Telegram, Instagram စတဲ့ online channel တွေမှာလာရောက်ကြည့်ရှုနိုင်ပါတယ်။ပရိသတ်အားလုံးကိုစိတ်နှလုံးသုံးပါစမ်းမချမ်းသာကြပါစေ။